ီညာပါကြီးအသင်းနဲ့လောကလာစာပိုင်းမှာသဘောတူညီမှုရရှိခဲ့တဲ့ဆန်ချိုဗိုလ်လုံးချသူများအတွက်ကျမတို့ရဲ့ဝမ်မီလီယံ channel လေးကပြန်လည်ကြိုဆိုလာပါတယ်။မန်ချက်စတာယူနိုက်တက်တဲမှာအနာဂတ်မရှိတော့တဲ့တောင်ပံကစားသမားဂျေရန်ဆန်ချိုဟာလက်ရှိမှာအသင်းပြောင်းရွှေ့ဖို့အလွန်နှီးစက်နေပြီဖြစ်ပြီးတနည်းလောကလာစာယူရို၁၀တန်းဝင်းကျင်နဲ့သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသတင်းများရသိရပါတယ်။တူရကီသတင်းစာဆယ်ဘတ်ရဲ့ဖော်ပြချက်အရဆန်ချိုဟာဂျိုဆေးမော်ရင်ဟူရဲ့ဖီနာဘာဂျီအသင်းနဲ့ တနင်္လာခလာစာယူရို၁၀တန်ပေါင်၈တသမ၅တန်နဲ့ပို့ကိုရင်အရသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါရယ်။ Ultrafo ကနေထွက်ခွာဖို့တေချာသလောက်ရှိနေတဲ့စံချိုးတွက်ကလပ်အသင်း၂တင်းကြားဆွေးနွေးမှုတွေမှာလည်းတည်တည်တသာတိုးတက်မှုတွေရရှိနေပြီလို့ဆိုပါရယ်။သတင်းတော်အိုရာဇီယိုအာဂိုမန်တိုရဲ့ဆိုရဖီနာမာဂျီအသင်းကမန်ချက်စတာယူနိုက်တက်ကိုစန်ချိုအတွက်ယူရို၁၈တန်ပေါင်၁၅တန်ဝင်းကျင်နဲ့တရားဝင်ကမ်းလှမ်းသွားဖို့ပြင်ဆင်နေတာပါ။ စံချိုစီရီအေကလပ်အသင်းတချို့ကလည်းစိတ်ဝင်စားနေပေမဲ့တူရကီကလပ်ကကလပ်နဲ့လဆောင်ငွေကိုတော့အီတလီအသင်းတွေကရှင်းနိုင်မှာမဟုတ်ဘူးလို့သိရပါဗျ။စံချိုကပရီးမီးယားလီးယားနဲ့ဖီနာဘာချီအသင်းစီပြောင်းရွှေ့တဲ့နောက်ထပ်ကစားသမားဖြစ်လာနိုင်ပါတယ်။မန်ယူကစားသမားဟောင်းနေဖြစ်တဲ့ဆိုဖီယန်အာရာဘတ်နဲ့ဖရက်ဒိုရိုကအရင်ကတည်းကပြောင်းရွှေ့ထားပြီးဖြစ်သလို ဒူဆန်တာတဲ့အီဒင်ချက်ကိုခက်ကလာဆိုရင်ကူနဲ့အလန်စိမ့်မတ်မီစင်တို့လိုပရီးမီးယားလိအတွေ့အကြုံရှိကစားသမားများစွာလည်းအဆိုပါတူရကီအသင်းမှကစားခဲ့ဘူးကစားနေဆဲပဲဖြစ်ပါရယ်မယူသင်းကနီးပြရူဘင်အမော်ရင်ရဲ့ဥဆောင်မှုနဲ့တူယာတီဂျိုလေးကျင်ရဲ့အစီအစဉ်ကိုဇူလိုင်လ9ရက်နေ့မှာပြန်လည်စတင်တော့မှာဖြစ်လို့အသင်းအတွက်အသုံးမဝင်တော့တဲ့ကစားသမားတွေကိုအများဆုံးရောက်ထုတ်သွားဖို့စီစဉ်နေပါရယ်ယူနိုက်တက်ကယာတီတက်အတွက်တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်တဲ့အနေနဲ့ မာတီးယပ်ကူညာကိုခေါ်ယူထားပြီဖြစ်ကရန်ဖိုကျယ်ဝင်ဘရိုင်ယန်အမ်ဘူမိုလည်းထပ်မံခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါဗျ။